အပိုင်း25ဆက်မှာတော့နဲကိုတာကခေါင်းဆောင်စီရောက်လာပြီးသူကခေါင်းဆောင်ရဲ့ချက်ကိုလှမ်းဆွဲလိုက်ပါတယ်ပြီးတော့နဲကိုတာကမင်းတော်ကိုထိုးခန္ဓာရပါလို့ပြောလိုက်ပြီးသူကနာကျင်မှုကြောင့်ရှုံးမဲ့သွားခဲ့ပါတယ်ဒါအောင်မြင်တော့ခေါင်းဆောင်ကသူထိုးနေတာကနဲကိုတာနဲ့ယူကီတို့တွေ့ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်သူကချိန်လုံးယူကီနဲ့နဲကိုတာရဲ့ခန္ဓာကိုယ်အတွက်စိတ်ပူနေခဲ့ပြီးသူတို့ကိုဆုံးရှုံးရမှာကြောက်နေကြတာပါအဲဒီချိန်နဲကိုတာကကျိုးဝိုင်းမကိုဖတ်တက်လာပြီးမင်းကပြောညံ့လိုက်တာငါမင်းကိုခွန်အားတွေပေးမယ်လို့ပြောလိုက်ပါတယ် ဒါအိုကျော်တော့ခေါင်းဆောင်ကနေကိုတာကိုကြောင်မိကြည့်နေချိန်နေကိုတာကခေါင်းဆောင်ကိုတွားစီတာကိုပြောကလှမ်းထိုးပါတယ်။ဒါပေမဲ့အာမရှိရာကြောင့်သူကအနေငယ်သာထိုးနိုင်ခဲ့ပြီးပြုတ်ကျသွားပါတယ်။နေကိုတာသူ့ကိုသူအာမလို့အာမရဖြစ်နေကဒါကငါလုံးနိုင်တာအကုန်မဲလို့ဆိုပါတယ်။စိတ်ပြက်နေတဲ့နေကိုတာကိုကြည့်ကခေါင်းဆောင်ကမင်းရဲ့လက်သီးတွေကပေါ့ပင်မဲ့လှည့်စားမှုရှိတယ်။ငါတို့လောက်အားပြင်းတဲ့လက်သီးကိုမြင်မှုလို့ပြောလိုက်ပါတယ်။ပြီးတော့ခေါင်းဆောင်ကအခုငါအားရှိသွားပြီလို့ပြောကအန်နဆန်ကိုတိုက်ခိုက်ဖို့လုပ်ပါတယ်။ ဒါပေမဲ့နေကိုတာခေါင်းဆောင်ကိုစေတခုရဲနဲ့ဘာမှလုပ်လို့မရဘူးလို့ပြောပြီးအန်နဆန်ရဲ့ညာဘက်ကိုထိုးဖို့ပြောပြီးမက်ဆီကိုဖွင့်တာကြက်ပေါက်လေးလို့ပြောလိုက်ပါတယ်ဒါကိုကျော်တော့ခေါင်းဆောင်ကသူအမြဲတမ်းဘယ်နည်းနဲ့ပဲထိုးနေကြတာဖြစ်ပြီးအန်နဆန်ကိုညာနဲ့ထိုးလိုက်ရင်ဘာဖြစ်သွားမလဲဆိုတာသိလာခြင်းခဲ့ပါတယ်ဒန်ကီချီကတော့နေကိုတာကိုမင်းအားပေးလိုက်လေအလကားပဲသူအခုဘာလုံးနေမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်တကယ်တမ်းလဲခေါင်းဆောင်ကအန်ဒါဆန်ရဲ့လက်သီးတွေကိုပဲခံနေရတာပါ ဒါကြောင့်ဒန်ကီချီကဒါကိုကိုအသေးခံရရလို့ဆိုကပွဲကိုရပစ်ဖို့အတွက်သူ့ရဲ့ပွာကိုဆွဲယူကအထဲကိုထဲပို့လောက်ပါတယ်။ဒါပေမဲ့နေကိုတာကတော့စွန်ကြီးဖို့ပြောလိုက်ပြီးမင်းအဲ့လိုလုပ်ရင်ခေါင်းဆောင်ကမင်းကိုတော့လိုက်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်အန်နဆန်ကတော့ခေါင်းဆောင်ကိုဇက်တိုက်လိုက်ထိုးနေခဲ့ပြီးသူကနာကျင်နေခဲ့ပေမဲ့တောင်းခံနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအန်နဆန်ကအခုထိလက်ကျောင့်သွားနိုင်တဲ့ခေါင်းဆောင်ကိုကြည့်ကအံ့ဩနေခဲ့ပါပြီ။ မိကူဝဲကတော့ခေါင်းဆောင်ရဲ့စိတ်တက်ကိုဘောကျနေခဲ့ပြီးသူ့ရဲ့လက်သီးတွေကအားမပါတော့ပေမဲ့တခြားထိုးခံရတိုင်းအနဆိုင်ရဲ့မျက်နှာကရှုံးဝင်သွားနေခဲ့ပါတယ်။သူက ခေါင်းဆောင်ရဲ့ပြင်းထန်စွာလက်ချမှုကနေရလာတဲ့အတန်လက်သီးတွေဖြစ်ပြီးနဲကိုတာကလည်းဒါဝိုသဘောပေါက်နေခဲ့ပါတယ်။အရင်းနောက်ခေါင်းဆောင်ကအနဆန်ကိုကျိုးရောင်းနာကိုရောက်အောင်ပို့ပစ်လိုက်ပါတယ်။ဒါဝိုမြင်တော့နဲကိုတာကမင်းလုံးနိုင်နေပြီပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ခေါင်းဆောင်ကသူကချက်ပေါက်မဟုတ်ဘူးလို့ဆိုကအနဆန်ကိုပြေးဝင်ထိုးဖို့လုပ်ပါတယ်။ ဒါပေမဲ့အန်နစတန်ကမီဂူရဲ့စကားကိုကြားအောင်ပြီးခေါင်းဆောင်ကိုညာဘက်နဲ့ထိုးဝလုပ်ပါတယ်။ဒါအောင်မြင်တော့အားလုံးကစိုးရင်သွားပြီးခေါင်းဆောင်ကအထိုးခံလိုက်ရကလက်ကျတော့မတက်ဖြစ်နေခဲ့ပါတယ်။အဲဒီချိန်နေကိုတာကခေါင်းဆောင်ကိုမင်းလဲကျသွားရင်ပြန်ထောက်ရရမှာမဟုတ်ဘူး။အာနေနောင်အယူလို့လှမ်းအော်ခဲ့ပါတယ်။ဒါအောင်ကျတော့ခေါင်းဆောင်ကချက်ချင်းသတိဝင်လာပြီး သူကစူးစမ်းပြီးမတက်ရနေခဲ့ပါတယ်။ပြီးတော့ခေါင်းဆောင်ကအန်နစတန်ကသူ့ကိုညာဘက်နဲ့ထိုးဝလုပ်တဲ့အချိန်မှာသူ့ရဲ့ညာဘက်ကခန္ဓာကိုယ်ကပွင့်သွားတာကိုသတိထားမိသွားခဲ့ပါတယ်။ ဒါကိုနဲကူတာကလည်းရီထားမိခဲ့ကြောင်းခေါင်းဆောင်ကသဘောပေါက်သွားပါတယ်။ဒါကြောင့်သူကနောက်ချီမှာအန်ဒါဆန်ရဲ့ညာဘက်ကိုထိုးပလိုက်ပြီးသူလည်းထိုးခံလိုက်ရပါတယ်။ခေါင်းဆောင်ကသူလဲကျသွားလုံးဖြစ်ဖို့လို့တွေးကအာရီနာပြီးတစ်ဖက်မှာလည်းအန်ဒါဆန်ကခေါင်းဆောင်ရဲ့ခန္ဓာကိုယ်ထိုးချက်ကိုခံလိုက်ရပါတယ်။ဒါပေမဲ့နဲကူတာထိုးတဲ့ကသူကခန္ဓာကိုယ်ပြင်ဆင်မှုတွေကိုလုပ်ထားခဲ့တာကြောင့်အယံခံစားခဲ့ရပါဘူး။တစ်ဖက်မှာလည်းဒါကိုကြည့်နေတဲ့မိကူရဲကအန်ဒါဆန်တို့စိတ်ပူလာခဲ့ပါတယ်။အဖော်ရီကတော့အန်ဒါဆန်ကအရင်လိုပဲညစ်ပြီးထိုးကအနိုင်ရအောင် လုပ်လိုက်မယ်လို့ပြောနေခဲ့ပါတယ်။ ဒါအိုချော်တော့မီကူရဲကအန်နဆန်ကအဲ့လိုထထုတ်တော်မှာမှုဖူးလို့ပြောလိုက်ပါရင်ဘောလဲဆိုတော့သူကဒီပွဲတော့အသေးချာပြင်ဆင်လာခဲ့ပြီးသူ့ရဲ့ကိုယ်ထဲမှာတန်းစင်ရလက်ဝဲသမားတွေရဲ့သွေးတွေကစီးဆင်းနေပြီလို့ပြောလိုက်ပါရင်ဒါအပြင်လက်ဝဲသမားတယောက်ရဲ့မာနာကသူ့ကိုအဲ့လိုလက်ခွင့်ပေးမှာမှုဖူးလို့ပြောလိုက်ပါရင်တကယ်လဲအန်နဆန်ကသူ့ရဲ့မာနာနဲ့တိုက်ခါရခေါင်းဆောင်ကိုတန်းရှင်းနေတဲ့ပဲနိုင်ဝင်ဖို့လှုပ်ထားခဲ့ပါရင်အရင်နောက်သူကခေါင်းဆောင်ကိုညာဘက်နဲ့ပဲထထိုးလိုက်ပြီးခေါင်းဆောင်ကလည်းသူ့ရဲ့ပွင့်နေတဲ့ခန္ဓာကိုယ်ကိုပိတ်ထိုးလိုက်ပါရင် အားလုံးကခေါင်းဆောင်ကိုလဲကျသွားမယ်လို့ထင်နေခဲ့ပေမဲ့ခေါင်းဆောင်ကတော့ရက်နေသေးပါဒီအတွက်သူကနေကိုတာကိုကျေးဇူးတင်နေခဲ့ပါတယ်သူကနေကိုတာရဲ့ပြင်းထန်တဲ့လက်သီးချက်တွေကိုအမြဲခံစားနေရတာကြောင့်မင်းရဲ့လက်သီးလောက်ကတော့ဘာမှမဖြစ်လို့တီတိုးပြောဆိုနေခဲ့ပါတယ်ပြီးတော့သူကရှီနီမအာရီကိုစူပြီး NSC ပြေးဝင်သွားပါတယ်ဒေါင်မင်းတို့ NSC ကသူ့ကိုညာဘက်နဲ့ပဲထတ်ထိုးပုတ်လောက်ပါတယ်ပြီးတော့သူကခေါင်းဆောင်ရဲ့လက်သီးလာလမ်းကိုတိနေပြီးဘာမှဖြစ်လောက်ဖြစ်လို့ထင်ကထိုးဝင်ပေးရလိုက်ပါတယ် ဒါပေမဲ့ Anderson လက်တီးကခေါင်းဆောင်ရဲ့သွေးတွေနဲ့ချော်ထွက်သွားခဲ့ပြီးခေါင်းဆောင်ကတော့သူ့ရဲ့ပြင်းထန်တဲ့လက်တီးနဲ့ Anderson ကိုတိုက်လိုက်ပါတယ်။ဒါကြောင့် Anderson ရဲ့နံရိုးတွေပါကျိုးထွက်ကုန်ပါတယ်။အရင်းနောက်ခေါင်းဆောင်ကသူ့မှာနောက်ထပ်ရှိတယ်လို့ဆိုကာနောက်တစ်ချက်ထိုးဖို့လုပ်ပါတယ်။ဒီအခါမှာ Anderson ကသူ့ရဲ့မီးရိုးကပွင့်နေတာသတိရသွားပြီးအ мян ခါလိုက်ပေမဲ့ခေါင်းဆောင်ကအဲ့နေရာကိုမထိုးခဲ့ပါဘူး။သူကနောက်ထပ်ခနာကိုပဲထထိုးလိုက်ပြီးဒီဒီခါမှာတော့အန်နဆိုင်ရဲ့ကလီစာတွေကိုပါထိသွားစီခဲ့ကသူကလဲကျသွားပါတယ် အဲ့ဒီချိန်ခေါင်းဆောင်ကကျိုးရန်းကိုမှီနေခဲ့ပြီးသူ့ရဲ့လက်ကကျိုးသွားပြီဆိုတာသိနေခဲ့ပါတယ်။တကယ်လို့အန်နာဆန်ကသာပြန်ထလာရင်အရာအလုံးကအဆုံးသတ်သွားပြီဆိုတာသဘောပေါက်နေခဲ့ပါတယ်။ဒါပေမဲ့အန်နာဆန်ကပြန်မထလာတော့ပါဘူး။သူ့ရဲ့ကျိုးသွားတဲ့အရိုးတွေကတခြားတစ်ဖက်တွေကိုပါသွားဆိုင်နေရကြောင်းစေရင်ကိုပို့ဖို့လောက်ခဲ့ကြပါတယ်။ အရင်နောက်မိဂူရဲကခေါင်းဆောင်ကိုမင်းကအနိုင်ရသူပဲလို့ပြောကခေါင်းဆောင်ရဲ့လက်ကိုဆွဲမြောက်လိုက်ပါတယ်။ဒါပေမဲ့သူကခေါင်းဆောင်ရဲ့လက်တွေကကျိုးနေပြီဆိုတာကိုသဘောပေါက်သွားပြီးခေါင်းဆောင်တွေနဲ့ဘလောက်ထိတောင်းလက်ချနေကြလဲဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ပြီးတော့သူကဂျပန်မှာလောက်ဝဲကလောက်ထိမဖွင့်လို့သေးဘူးဆိုတာကိုပါသဘောပေါက်သွားခဲ့ပါတယ်။တဖက်မှာတငိချီကတော့ဂျပန်ကအနိုင်ရသွားပြီလို့ဆိုကပျော်နေခဲ့ပါတယ်။ခေါင်းဆောင်ကတော့နေကိုတာရဲ့လက်ကိုစောက်ကန်လိုက်ပြီးသူတယောက်ထဲသာဆိုရင်ဒီပွဲကိုနိုင်လုံးမမဖူးလို့ပြောလိုက်ပါတယ်။နောက်ရမှာတော့နေကိုတာကတကယ်ပြန်မှုလုပ်ပြီးသူ့ကိုခေါင်းဆောင်ကလိုက်ပို့ပေးခဲ့ပါတယ်။ နေကူတာကတော့ခေါင်းဆောင်ကသူအစားအမေရိကန်ကောင်ကိုအနိုင်ယူခဲ့ပြီးပြီမို့သူတို့ကဒီမှာလောက်စရာဘာမှရှိရဘူးလို့ပြောလိုက်ပါတယ်။အရင်နောက်နေကူတာကယူကီကိုသူနဲ့တူလိုက်ခဲ့စဉ်ကြောင်းပြောပါတယ်။သူကအင်းချယ်စီကိုတောင်တက်ဖို့အတွက်သူ့လက်တွေကလှုံ့မြောက်လို့ပြောလိုက်ပြီးယူကီလိုက်မမလိုက်ဘူးဆိုတာကိုတော့ကိုယ့်ဘက်ကိုယ်သာဆုံးဖြတ်ပါလို့ပြောလိုက်ပါတယ်။အရင်နောက်ယူကီကခေါင်းဆောင်ကိုသူမအနေနဲ့ပြောစရာရှိလို့ပြောလိုက်တော့ခေါင်းဆောင်ကသူ့ရဲ့လက်သီးကိုလေထဲကိုထိုးလိုက်ပါတယ်။ ဒါအောင်မင်းတို့ယူကီကကြောင်သွားခဲ့ခြင်းခေါင်းဆောင်ကသူ့အနေနဲ့လေ့ကျင့်မှုလိုသေးရလို့ပြောပါတယ်။ဒါအပြင်သူကလဝိထောရကိုအရန်သဘောကျသွားပြီလို့ပြောလိုက်ကာဒီအတွက်သူ့မှာအချိန်ယူဖို့လိုရလို့ပြောနေခဲ့ပါတယ်။တကယ်တော့ခေါင်းဆောင်ကယူကီရဲ့စိတ်ကိုသိနေခဲ့ပေမဲ့သူကယူကီကိုနေကိုတာနဲ့တူလိုက်သွားစေချင်ခဲ့တာပါ။ ဒါအုပ်သိနေတဲ့ယူကီကလည်းရှင်ခုလိုပြောရမယ်ဆိုတာသိရလို့ပြောလိုက်ပါတယ်ပြီးတော့သူမကခေါင်းဆောင်ကိုနဲကိုတောင်းနေလိုက်သွားပြီးကြံရှိနေတဲ့ဘွားကိုဖျက်သန်းမှမယ်လို့ပြောလိုက်ပါတယ်ယူကီထွက်သွားတော့ခေါင်းဆောင်ကသူမကိုလှမ်းခေါ်ပြီးမင်းပြောဦးတယ်လေနေကြော်ရီကပြန်ရှင်သန်မှုမျိုးစရိထားခဲ့တယ်ဆိုတာလို့ပြောလိုက်ပါတယ်ကောင်းဆောင်ကအခုဆိုရင်သူ့ရဲ့လက်ကပြန်ကူစားဖို့မလွယ်တော့တာသိနေခဲ့ပါတယ်။ဒါပေမဲ့သူကနောင်နောင်နောင်သားတွေကိုသူတို့တည်ထားသမျှအရာတွေကိုအားလုံးတင်ပြတော့ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါအပြင်ဒီနေ့သူ့ရဲ့တပည့်ကကဘာကိုပါစုံမနိုင်တဲ့အခါလာတွေ့မယ်လို့ပြောလိုက်ပါတယ်။ ဒါအိုကျွန်တော်တူမကဝန်နေဝန်သားဖြစ်သွားပြီးခေါင်းဆောင်ကိုအဲ့ဒီချိန်ထိဂူးဆန့်နေဖို့ပြောလိုက်ပါတယ်တဖန်မှာတော့နေကိုတာကသူ့နောက်ကိုလိုက်လာတဲ့ယူကီကိုမြင်တော့အံ့ဩသွားပြီးယူကီကတော့နေကိုတာကိုရှင်းအောင်တယောက်တည်းမလွှတ်နိုင်မှာလို့ပြောလိုက်ပါတယ်။အရင်နောက်ယထာကစတင်ထွက်ခေါ်သွားပြီးနေကိုတာကခေါင်းဆောင်ကိုဒဏ်အရင်တက်တာလာရင်ကြေပေါ်ထန်ွဲဖို့ပြောလိုက်ပါတယ်။ဒါဟုခေါင်းဆောင်ကလက်ခံလိုက်ပြီးသူကထွက်သွားတဲ့ယထာကိုငေးကြည့်နေခဲ့ပါတယ်။ ခေါင်းဆောင်ရဲ့ဇလံဆုံးမှာတော့အေပိုယောအောက်ကီကပါစိတ်ထိခိုက်နေခဲ့ပါပြီ။ဒါပေမဲ့ခေါင်းဆောင်ကတော့သူ့ရဲ့ဂရိကတိုးအပ်ပဲပြည်သိရလို့ပြောတော့အေပိုကတာကာမူရာရှိရမလားလို့ပြန်ပြောခဲ့ပါတယ်။ဒါ ਉਹ ကြောတော့ခေါင်းဆောင်ကတာကာမူရာကသူ့ရဲ့လေ့ကျင့်ပင်းမှုကြောင့်ချန်ပီယံဖြစ်လာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါ ਉਹ ကြောတော့အီပိုကနားမလဲပေမဲ့သူကယူကီကိုဂါရဝသွားပြုတ်ခဲ့ပါတယ်။သူ့အနေနဲ့ခေါင်းဆောင်ကိုစိတ်နစ်ပြီးလဝိနဲ့တူရှိနေနိုင်မနေနိုင်မသိခဲ့ပေမဲ့ခေါင်းဆောင်နဲ့ပဲအမြဲတူရှိနေမှာပဲလို့ဂရိပေးလိုက်ပါတယ်။ ါအောင်မြင်တော့နေကိုတာကယူကီကိုဒါကအချင်းချင်းမျိုးရေးချမှုရဲ့အသီးပွင့်တစ်ခုပဲလို့ပြောလိုက်ပါတယ်။အရင်နောက်အောက်ကီကလည်းယူကီကိုကာရောဝပြူပြီးဒီအခါမှာတော့နေကိုတာကဒါကိုတော့မှတ်ထားကြမလို့ဘူးလို့ပြောလိုက်ပါတယ်။အရင်နောက်အီပိုကခေါင်းဆောင်ကိုဆန်နာရီအမြန်ပြုတ်ရပါစေလို့ဆူတောင်းပေးလိုက်ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကတော့အီပိုကိုစကားကိုလွယ်လွယ်ပြောဖို့ပြောကာတောင်ဝင်းနဲ့ခေါက်ပစ်လိုက်ပြီးဟာဂျီမန်တို့အီပိုစီဇန်3လေးကလည်းဒီမာရင်မဲဇာတ်သိမ်းသွားခဲ့ပါတယ်။ကဲနောက်ထပ်နောက်ထပ်ရန်ကောင်းတဲ့အနီမေတွေနဲ့အတူပြန်လာခဲ့မယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye